2025ခုနှစ်မေလ26ရက်နေ့တနင်္လာနေ့မနေ့6နာရီဂျိုရိုတိုင်းတာချက်တွေနဲ့မြန်မာပြည်မိုးလေဝသအခြေအနေများကိုဆက်လက်လေ့လာခံမှတင်ပြမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းလာနီညာတက်ရောက်မှုကြောင်းလေစီးကြောင်းပြောင်းလဲမှုတွေမြန်ဆန်နေပါတယ်။ဒို့အတွက်ကြောင့်မလို့ကျွန်တော်တို့ခံမှန်းချက်တွေကလည်းလျင်မြန်စွာပြောင်းလဲမှုတွေရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီကနေ့အထူး ထပ်မှန်ပြီးတော့လေ့လာကြမှာဖြစ်ပါတယ်ဒီကနေ့မနေ့6နာရီဘင်္ဂလားပင်လယ်ထဲမှာဆိုလို့ရှိရင် ARV ကန်ယူတမ်းပက်နားမှာလေးဖျားနေရရောက်မှုတကူစတင်ဖြစ်ပေါ်လာတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ထို့အတူပဲမုတ်တုံလေးစီချောင်းဟာတနာယူမိုင်40အထိမြင့်လာတာတွေ့ရမှာဖြစ်ပါတယ် ကျွန်တော်တို့ခမန်းဆက်တင်တဲ့အချိန်ကြည့်တဲ့အခါမှာဆိုရင်နေ့လယ်7နာရီအချိန်မှာပုံမိုးပြင်းထန်လာတဲ့လေစီကြောင်းဖြစ်လာပြီးတော့မုတ်တုံလေဟာမြန်မာပြည်အောက်ပိုင်းနဲ့ဖြတ်ပြီးတော့အင်မတန်မှပူတဲ့အိန္ဒိယနိုင်ငံမြောက်ပိုင်းကိုဆက်ပြီးတော့တိုက်ခတ်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ညနေ6နာရီရောက်တဲ့အခါမှာတော့လီဗီးယားနဲ့ရောင်းဟာမြမကန်ယိုရန်ပင်လယ်ဘက်ကိုပုံမိုးပြီးတော့ မိကသွားနိုင်တယ်လို့ကျွန်တော်တို့ခံမှန်းတွက်ဆလို့ရပါတယ်29ရက်နေ့မနေ့အစောကြီးရောက်တဲ့အခါမှာတော့ဒီလေပြားနဲ့ရရဝန်ဒီသားလေးဟာမြမာပြည်ကန်ယိုတန်းရန်ကုန်တိုင်းအောက်ဖက်ကို ရောက်သွားတာကိုကျွန်တော်တို့ခံမှန်းတွေ့ရှိရတဲ့အတွက်ကြောင့်မလို့ဒီနေထာမြမာပြည်အတွက်အနေရရှိလာနိုင်တဲ့အနေထားဖြစ်လာပါတယ် 29ရက်နေ့နေ့လယ်7:00နာရီမှာဆိုလို့ရှိရင်တော့မြန်မာပြည်အောက်ဘက်က လီပီးယားနယ်ယာဒေသလေးဟာဆိုရင်ရခိုင်ကန်ယိုရန်ဘက်ကိုကြောင်းလဲပြီးတော့နေရာရွှေ့သွားတာကိုခမန်းတိုင်းတာရရှိရသလိုပဲမကြာခင်မှာမုံတိုင်းဖြစ်လာမလားဆိုတဲ့အနေသားအထိကိုကျွန်တော်တို့တောင့်ကြရမယ်အနေသားရောက်လာပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဟာက ပင်လယ်လေစီးကြောင်းတိုက်ခတ်မှုကနေပြီးတော့အမြင့်ပေ9000မှာရှိတဲ့လေစီးကြောင်းတိုက်ခတ်မှုကိုကြီးလိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့တနာကြီးမိုင်80တရာနှုန်းနဲ့ဘင်္ဂလားပင်လယ်ကိုဗဟိုပြုပြီးတော့မြန်မာပြည်ကိုဖျက်သန်းတိုက်ခတ်တဲ့လေဆိုင်ဝဲကြီးစတင်ဖြစ်နေတာကိုကျွန်တော်တို့ခံမှတွေ့ရှိရပါတယ်ဒီချက်အားဆိုလို့ရှိရင်မြန်မာပြည်အနှံ့အပြားမှာ ရေမြုပ်တဲ့အထိမိုးရွာနိုင်တဲ့အခြေအနေလို့ကျွန်တော်တို့ခံမမိလို့ဖြစ်ပါတယ်။29ရက်နေ့ညပဲရောက်တဲ့အခါမှာတော့လေဖျားနဲ့ရောင်ဟာမြောက်ဘက်ကို ရွှေ့ရင်းနဲ့စစ်တွေ နာကိုရောက်သွားနိုင်တဲ့အခြေအနေကျွန်တော်တို့တွေ့ရှိရပါတယ်။လာမယ့်28ရက်နေ့မှာဆိုလို့ရှိရင်တော့လေဖျားနဲ့ရောင်ဟာစစ်တွေနာကိုရောက်ပြီးတော့လေဆိုင်ဝဲဟာစစ်တွေမြို့ကိုဖျက်ပြီးတော့ တိုက်ခတ်နိုင်တဲ့အနေအထားရှိနိုင်တယ်လို့ကျွန်တော်တို့ခန့်မှန်းတွက်ချက်လို့ရပါတယ်28ရက်နေ့ညနေဘက်မှာတော့ဒီလီပီးယားနဲ့ရာရဝန်ဒေသဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်းမြေကိုတက်ပြီးတော့ကွယ်ပြောက်သွားနိုင်တဲ့အခြေအနေရှိလားဆိုတာကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီကနေ့26ရက်နေ့ညနေ6နာရီဂျိုရူဝတိုင်းတာချက်တွေရာ ဘင်္ဂလားပင်လယ်တဲကရှိတဲ့ရင်ငွေ့တွေဟာတိမ်နိမ့်အဖြစ်နဲ့ထူထပ်စွာစုစည်းရင်းနဲ့မြန်မာပြည်အောက်ဖက်နဲ့မြန်မာပြည်တဲကိုဖြတ်တန်းဝင်ရောက်သွားနေတာကျွန်တော်တို့တိုင်းတာရရှိပြီးတော့အပေါ်မှာရှိတဲ့ရေငွေ့ကြောင့်မလို့ဘယ်လိုမိုးရွာနိုင်လဲဆိုတာကျွန်တော်တို့ခမန်းကြည့်တဲ့အခါမှာတော့26ရက်နေ့မှာ ကျွန်တော်တို့မြန်မာပြည်အောက်ပိုင်းအေယာဝတီတိုင်း ရန်ကုန်တိုင်းပဲခူးတိုင်းအောက်ပိုင်းမွန်ပြည်နယ်တနင်္လာရီတိုင်းတို့မှာမိုးရေရင်3.5လမလောက်ထိရွာသွန်းနိုင်တဲ့အနေအထားရှိပါထို့အတူပဲကျွန်တော်တို့မကွေးရင်နာရောင်6မကွေးဂျားရဲရဒေသမှာလည်းမိုးရေရင်2.4ထိနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပြီးတော့ဒီအဝါရောင်ပြထားတဲ့ဒေသတွေဟာဆိုလို့ရှိရင်တော့ နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲသခိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာနေရာကွက်ကြားမိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်။လာမယ့်28ရက်နေ့မှာတော့စောစောကပြောတဲ့လေဖျားနေရာရဝန်းနှစ်ခုကြောက်မလို့မြမာပြည်အောက်ဖက်ချမ်းမှာမိုးရိပ်ရင်6လမကျော်တိနေရာကွက်ပြီးတော့ မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်အဲ့ဒီဒေသတွေကတော့ပြောရရင်တော့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်ပဲခူးတိုင်းတစ်ခုလုံးအေရဝတီတိုင်းတစ်ခုလုံးရန်ကုန်တိုင်းတစ်ခုလုံးကရင်ပြည်နယ်အထက်ပိုင်းတနင်္လာရီအောက်ဖက်တစ်ခုလုံးမှာမိုးရရင်6လောက်မှနေပါအထိနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ် အဲ့ဒီအနေထားတွေဟာဆိုလို့ရှိရင်တော့ရေကြီးနိုင်တဲ့မိုးလို့ကျွန်တော်တို့တတ်မှတ်လို့ရပါတယ်။ဒါကြောင့်မလို့အထူးသတိထားပြင်ဆင်ဖို့လိုပါတယ်။လာမယ့်28ရက်နေ့မှာတော့မြန်မာပြည်တိုင်းနဲ့ပြည်နယ်အနှံ့အပြားမှာ နေရာစိတ်စိတ်မိုးရွာပြီးတော့အဝါရောင်ဒေသတွေကတိတသမ၄လမလောက်ထိနေရာကွက်ပြီးတော့မိုးကြီးနိုင်သလိုပဲ ရခိုင်ပြည်နယ်အထက်ပိုင်းချင်းပြည်နယ်တစ်ခုလုံးမကွေးတိုင်းအထက်ပိုင်းကရင်ပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းတနင်္လာရီတိုင်းအောက်ဖက်နယ်ရှမ်းပြည်နယ်တစ်ခုလုံးမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ရနိုင်တဲ့မိုးရေချိန်ကတော့6လမအထက်ဖြစ်တဲ့အတွက်ကြောင့်မလို့ရုတ်တရက်မိုးကြီးတဲ့ဒေသတွေမှာရေကြီးခြင်းနဲ့ဆက်လက် ကြုံတွေ့နေရတဲ့အနေအထားဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ရဲ့ခမန်းချက်တွေဟာဆိုလို့ရှိရင်လာနီညာဖြစ်စဉ်ရပြောင်းလဲမှုမြန်ဆန်နေတော့ပြောင်းလဲမှုဖြစ်တာ ਨੇ အရေးကြီးရဆိုလို့ရှိရင်ကျွန်တော်တို့ဆက်လက်ပြီးတော့တင်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့လည်းအချိန်ပြည့်စောင့်ကြည့်နေပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်တွေကိုကုသထွေးနိုင် Telegram ကနေပြီးတော့ MP3 နဲ့ download လုပ်ပြီးတော့ အန်ဒီရှိတဲ့ဒေသမှာရှိတဲ့မိတ်ဆွေများကိုပေးပို့ပြီးတော့ဒီပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်